ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ကိုစိတ်နှပါဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တို့ဆုတောင်းမေတ္တာလေးပို့တာပေးပါရခင်ဗျာနော်။ကဲဒီကနေ့မှာကျတော့ကျွန်တော်တို့ကဒီဟိုတနေ့ကကျွန်တော်တို့ပတ်လိုက်တယ်စင်ကပ်ဘက်မော်တော်လေးကိုပေါ့နော်ကျွန်တော်ကဒီမှာအဲဝါယာဂျိုးနဲ့ပေါ့နော်ဒီအဲဝါယာဂျိုးနဲ့ပဲအတွင်းက coin ပတ်ထားတဲ့ဂျိုးနဲ့ပဲကျွန်တော်တို့ကအဲဂျိုးထုတ်လာတယ်ပဲနော်။အဲတော့ကျွန်တော်တို့ဒီနေရာမှာကျတော့ကျွန်တော်ဒီမှာဂျိုးသွားတဲ့လမ်းလေးတစ်ခုစီမယ်။ဒီကားကျတော့အဲကျွန်တော်တို့ဒီမှာ ဝင်လို့ရမယ့်နေရာလေးရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီ wire joke ကိုကျွန်တော်တို့ကရိုးရိုးလေးလုပ်လို့ရှိရင်ဒီကလစ်ကွင်းမှာထက်လိုက်လို့ဆိုဒီကအတောက်ခေါင်းမှုနဲ့ကျိုးနိုင်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာအာသူ့ကိုဒီအမိခံပိုက်လေးရောဘာလေးရောကျွန်တော်တို့ကလုတ်ထက်ပြီးလို့ရှိရင်ကျွန်တော်ကအထိတ်အကွင်းရအထိတ်ကိုကျွန်တော်ခဲဆွန်မယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်တို့ဒီမှာမော်တာလုတ်ထပ်ပြီးပြီဒါကကြတော့ဟိုတနေ့ကကျွန်တော်ပြောတဲ့အတိုင်းပဲဒီ start wire running wire ဒီမှာကျွန်တော်တို့အဆုံးအဆုံး ခုတစ်ခုရယ်ကျွန်တော်ဒီမှာအစားတစ်ခုပေါ့နော်ဒါကြတော့ quail လေးခုစီးတဲ့နေရာဥမာပေါ့ quail ခဏလေးပါနော်ကျွန်တော်တို့နည်းနည်းလေးစဉ်းရအောင်ပါ quail လေးခုစီးရယ်ပေါ့နော်တဲနဲ့တော့လေးခုစီးတဲ့နေရာမှာကျွန်တော်ကတက်ပိုးရယ်ဒီမှာဒီကဒီတစားပေါ့နော်တပိုးနှစ်ပိုးအဲ့နေမှာကျွန်တော်တို့ကဖြန့်လိုက်တယ်ပေါ့နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့က running quail မှာကျတော့တဲနဲ့တော့၄ဆိုပြီးတော့အားလုံးကိုစီးပြီးစစ်ထားတယ်ပေါ့နော်ဘယ်ညာဘယ်ညာစစ်ထားတယ်အခုဒီမှာကျတော့ကျွန်တော်တို့ကခါလက်ဖြန့်အဲတပိုးနာယီလက်တံပုံမှန်တိုင်း ပြီးရင်ဒုတိယပိုးမှာနိုင်ရီလေးတိုင်ရစမ်းကြည့်ပြီးဒီအစိုးလေးတစ်ပိကိုကျွန်တော်တို့ကဒီဘက်ကိုထုတ်ထားတယ်ပြီးရင်ကျွန်တော်တို့ကတတိယမြောင်းကိုပြန်ပန်းမယ်တတိယမြောင်းရဲ့ပိုးကိုကြတော့လည်းပဲအစကိုဒီမှာထားပြီးလို့ဆိုရင်အစောက်ကဒီမှာရောက်စီနေမှာဖြစ်ပါတယ်ဒီမှာကြတော့အစတစ်ပိစီးမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအာတနည်းအားလည်းကျွန်တော်တို့ဒီစက်ကူမှာကျွန်တော်ပုံလေးဆွဲပြပြီးပေါ့နော်အဲ့တော့ဒီနေ့မှလည်းပဲကျွန်တော်တို့ကထပ်ပြီးတော့ခဏလေးပါနော်အနှဲငယ်လေးကျွန်တော်တို့ပြန်ပြီးတော့ဆွဲကြည့်အောင် ိုလိုတာကကျွန်တော်ဒီမှာ point တုံးလေးလေးတုံးကိုကျွန်တော်တို့ဆွဲလိုက်မယ်ပေါ့နော် point တုံးလေးလေးတုံးကိုကျွန်တော်တို့ဆွဲလိုက်မယ်အဲ point တုံးလေးလေးတုံးရှိမယ်ပေါ့နော်အဲတကယ်ဆိုရင်ကျွန်တော်တို့ကဒီမာပေါ့ဘလူးမျိုးပဲဆက်ဆပေါ့နော်ကျွန်တော်ဒီကနေအစတပင်ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာလာပြီးလို့ရှိရင်တော့ဒီကနေဆင်းလိုက်တယ်ဒီမှာဒါကကျတော့ဂိုင်းကူးလေးပေါ့ခင်ဗျာနော်ပထမပိုးနဲ့ဒုတိယပိုးကိုဂိုင်းကူးတာဒီကနေအာကျွန်တော်တို့ထွက်လာတဲ့တပင်ကိုကျွန်တော်တို့ဒီမှာ ဒီအနောက်မှာထုတ်ထားမယ်ပေါ့နော်ထွက်လာတဲ့ပိန်ကိုကျွန်တော်ဒီမှာထုတ်ထားမယ်ဒါကကျတော့ကျွန်တော်ဒီမှာမီးအဝင်ဖို့အတွက်ကိုတစားလာထားမယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒါကိုဒီမှာတန်းစီဒီလိုလေးပန်းရတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကအခုဒါပထမအပိုးဒုတိယအပိုးတတိယအပိုးကအစကိုလည်းပဲကျွန်တော်တို့ကအဲဒီမှာကာဗနာကိုလာဖို့အတွက်ကိုကျွန်တော်တို့ကဖိတ်ထားရပါဒါကာဗနာပေါ့နော်ဒီမှာကာဗနာပဲ့ကိုဒီလိုလေးလာထားရတယ်ပေါ့နော်အဲ့တော့ဒီက တတိယရဲ့အဆောက်ကိုလည်းဒီမှာဒီလိုပဲဒါဆိုရင်ကျွန်တော်တို့ကဒီတတိယပိုးနဲ့စတုတ္ထပိုးကိုလည်းပဲကျွန်တော်တို့ကအဘညာပဲဘညာပဲပတ်ထားတယ်ပေါ့နော်ထွက်လာတဲ့တပင်ကိုကြတော့ဒီမှာပေါ့ဒါကြတော့ပထမပိုးအစတပင်အဒီမှာရှိမယ်အနီအောင်လေးတပင်ရှိမယ်ဒီကနေထွက်လာတဲ့ဟာကိုကျွန်တော်တို့ကဒုတိယပိုးကထွက်လာတဲ့ဟာဒီမှာတပင်ရှိမယ်ပေါ့နော်အဲဘယ်ပင်လဲဆိုတော့ကျွန်တော်မမှတ်မိတော့ဘူးပေါ့အဲပြီးရင်တတိယပိုးရဲ့အစဒီမှာတပင်ရှိမယ် စတုထရရဆိုဒီမှာအနီရမှာတပည့်ရှိမှာအဲ့လိုမျိုးပေါ့နော်ဒီမှာမှကျွန်တော်တို့ကကော်နဆာနဲ့တကာသူ့ကိုပြန်ပြီးတော့ပေါင်းပြီးတော့ကျွန်တော်တို့ကော်နဆာ join နေတာလေးကိုကျွန်တော်တို့ကဒီ motor pad တဲ့ video file လေးကိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြပေးသွားမယ်ပေါ့နော်ဒါဒါဆိုရင်ကျွန်တော်ကဒီဟာလေးကိုကြီးချက် click ကွင်းလေးထပ်ပြီးပြန်ရှင်းမယ်တော်လဆက်မှာကျွန်တော်ကျွန်တော်ဒီ wire မှာရှိတဲ့ကျွန်တော် band နဲ့လေးတွေကိုကျွန်တော်တို့ကဓာတ်နဲ့အတာလေးကျွန်တော်တို့ဒီအနီရလေးတွေကုတ်တဲ့ဒီကျွန်တော်တို့ချင့်မယ်ပေါ့နော်ပြီးရင်ကျွန်တော် ကျွန်တော်တို့ဒီဝါယာကိုကျွန်တော်တို့ကဒီရိုးရိုးလေးကလင်ကွင်းထဲကိုထည့်လိုက်လို့ရှိရင်အဲဝါယာဝါယာကျိုးအားရှိပါတယ်ဝါယာကျိုးကျွန်တော်တို့အတုံးပြည့်တဲ့အနေထားမှာအတုံးပြည့်တဲ့အနေထားမှာဒါဝါယာတောက်ခါမှုနဲ့ခောက်ချိုးတလို့ဖြစ်သွားပြီလို့ရှိရင်အမီဂျိုပြတ်တလူမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာအဲ့လိုမျိုးလေးမဖြစ်ရအောင်ကျွန်တော်တို့ကအနည်းငယ်လေးအဲအုပ်ပြုတဲ့အနေနဲ့ကျွန်တော်တို့ဒီမှာ ။အနည်းလေးရှင်းပြသွားမယ်ပေါ့နော်။ဒါကြတော့လည်းပဲမိမိတို့ခြိုင်းနေတဲ့မှာတုံးဖို့ခင်ဗျာနော်။ကျွန်တော်ကကြတော့ဓာလေးကိုအဲအလွယ်တကူပေါ့နော်။ဒါဝါယာကျိုးဆစ်ပြီးတော့မထွက်လာရလေ။ပြီးရင်ကျွန်တော်ကဒီတိမီနော်မှာကျွန်တော်တို့ဘယ်ညာခွဲလို့ရအောင်တခါတည်းအဂျိုင်းနီလေးကိုလည်းကျွန်တော်တို့ကဆက်လက်သင်ပြပေးတော့မှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်ဒါပပတ်လေးကိုကျွန်တော်တို့ကကြီးချင်းလို့ပြီးသွားပြီပေါ့ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ wire joy ဒီလိုလေးနည်းနည်းလေးခောက်လိုက်မယ်ပေါ့နော် မှာနည်းနည်းလေးဒါကျွန်တော်တို့ click queen ဝင်လို့ရအောင်ကျွန်တော်တို့နည်းနည်းလေးလောက်ထားမယ်အာနည်းနည်းလေးရှင်းနေတယ်ပေါ့နော်ကျွန်တော်တို့နည်းနည်းလေးပြန်ပြန်ဒီမှာခောက်စာလေးကိုကျွန်တော်တို့တူတူလေးလောက်လိုက်မယ်အဲဒီမှာခောက်လိုက်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမိခံပိုက်ကနေပြီးတော့နည်းနည်းလေးပေါ့နော်ဒီ click queen မှာရှိတဲ့ဒီမိကျိုးဝေတဲ့နေရာထိကျွန်တော်တို့ပြန်လုပ်ပြပါမယ်ဒါနပြန်ပေါ့နော်အောက်အပေါ်ရပြန်အောက်ရပြန်ကိုကျွန်တော်တို့ခောက်လိုက်ပြီအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ ီအစလေးကိုကျွန်တော်တို့ဖြန့်လို့ရပြီဆိုလိုတာကတော့ကျွန်တော်တို့ဒီ wire ဂျူးမှာပေါ့နော်ဒီဘက်ကိုအောက်ဘက်ကိုတပြန်ခါလိုက်မယ်ပြီးရင်ဒီအောက်ဘက်ကနေပဲတပြန်အောက်ဘက်ကအစကိုကျွန်တော်ဒီလိုလေးတပြန်ဒီလိုလေးတစ်ခေါက်နှစ်ခေါက်သုံးခေါက်အဲအဲ့လိုမျိုးပေါ့နော်ဒါကနေခါလိုက်တာတော့နှစ်ခေါက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီထက်မှာသုံးပင်ပုံစံလေးရပ်သွားလိမ့်မယ်ဒီမှာလည်းပဲကျွန်တော်တို့ဒီမှာအဲဒီမှာခေါက်ထားပြီးပြီပေါ့အဲဒီ click quick ထည့်တဲ့အခါမှာကျွန်တော်တို့ဒီ အမိခံပိုက်လေးပါပါဝင်အောင်ကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ဒီကလစ်ကွေးလေးယူလာပြီ။အဲကလစ်ကွေးလေးမှာကျွန်တော်ဒီထဲမှာမိခံပိုက်ရောဝါယာကျိုးရောကျွန်တော်တို့ကဝင်အောင်နည်းနည်းလေးကြိုးစားပြီးတော့ထည့်ပေးရမှာပေါ့နော်။အဲဒါဆိုရင်ကျွန်တော်တို့ဒီညလေးတောက်ခမှုဖြစ်တဲ့ခါမှာဆိုဒီမိခံပိုက်လေးရောအနှဲငါလေးထိတ်ထားတယ်ပေါ့နော်။အဲကျွန်တော်ရခါယူခြင်းပေါ့နော်။အဲတော့ပြီးွားလို့ရှိရင်ကျွန်တော်တို့ကဒီကောက်ကို ကလစ်ကွဲညစ်တဲ့ခါမှာကျွန်တော်တို့ကအာခဏလေးပါမဟာရီယာကြီးညစ်ချလို့မရပါဘူးခင်ဗျာเนาะဒီညစ်လိုက်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ကပေါ်ရကျိုးကိုခောက်ချိုးတဲ့ပုံစံလေးဖြစ်သွားမှာကိုဆိုရလဲဆိုတော့ကျွန်တော်ကနည်းနည်းလေးညစ်လိုက်ပြီးတာနဲ့ဒီဝါယာကျိုးရဲ့အထိပ်ဖျားနဲ့ဒီကလစ်ကွဲလေးကိုကျွန်တော်တို့ကခဏလေးပါเนาะကလစ်ကွဲလေးကိုကျွန်တော်တို့ကခဲဆော်သွားမှာဖြစ်ပါတယ်เนาะဆိုရင်အာဒါရှိနေတယ်ပေါ့နော်ဟောနေပေါ့ ဒီလိုလေးထားလိုက်မယ်ဟုတ်ပြီဒီလိုလေးဝင်မယ်ဒါရှင်နေသေးတယ်ကျွန်တော်တို့ခဏလေးနော်ဝါယာကျူးရှင်သွားလို့ပါနော်ကျွန်တော်မတိုင်းခဲနဲ့အားကြလေးကျွန်တော်တို့ကြီးပြန်ချင်းမယ်ဖျားလေးကိုဖျားလိုက်မယ်ပေါ့နော်โอเคညမှာကျွန်တော်ကကျိုး ပိုက်ကျိုးလေးကိုလည်းကျွန်တော်ကဟိုပါပေါ့နံပါတ်1နဲ့နံပါတ်2ဆိုပြီးတော့ကျွန်တော်ဒီထက်မှာနှစ်ထပ်ပုံစံထည့်ထားတယ်ပေါ့နော်ကဲပြောရလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုကြီးချင်းမယ်ပေါ့နော်ကြီးချင်းတဲ့အခါမှာကျွန်တော်တို့ကဒီအခုဒီမှာကျတော့ wire ကျိုးကအပင်ကြီးတယ်ပေါ့နော် wire ကျိုး gate 20ဆိုတော့အပင်ကြီးတယ်ပေါ့အပင်ငယ်များကြားလို့ရှိရင်ကျွန်တော်တို့ကဓာတ်နဲ့ဒီအရင်းကိုပေါ့နော်တအားမဖိရပါဘူးခင်ဗျာနော် ဖိလိုက်လို့ရှိရင်လည်းပဲဒီနေရာလေးကိုကျွန်တော်တို့ကခေါချိုးလိုက်တယ်လို့ဖြစ်ပြီးတော့အာဝါယာပြတ်သွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိပါတယ်အဲ့လိုမျိုးရှိပါတယ်ခင်ဗျာနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးတင်ဆက်တဲ့အတွက်မှာဒီအနောက်ဆက်အဲရစုပ်တရားလေးများရှိရင်လည်းကျွန်တော်တို့တောင်းပန်ပါတယ်ခင်ဗျာနော်ပြန်ပြီးတော့ကျွန်တော်တို့ခောက်မယ်ဒီနေရာလေးကိုညာလေးမှာကျွန်တော်ကနည်းနည်းလေးပဲအဖျားပေါ်ထားမယ်ပေါ့နော်ဒီ မိခံပိုက်ထိုင်တို့နည်းနည်းလေးပဲပုံမယ်ပြီးရင်ကျွန်တော်တို့ကဒီနေရာလေးကိုပြန်ကြည့်မယ်ပေါ့နော်ဒီကလစ်ကွဲရဲ့ဒီကလစ်ကွဲရဲ့အစီပေါ့နော်ဒူးတူအတိုင်းကျွန်တော်တို့ဒီနေရာလေးကိုတစ်ခေါက်ပြန်ခေါက်မယ်အပေါ်ကိုပြန်ခေါက်နေလိုက်ပေါ့နော်ပထမကျွန်တော်တို့ကအောက်ကိုခေါက်ချလိုက်တယ်ပေါ့နော်အဲပြီးသွားရင်ကျွန်တော်ဒီဘက်ကိုတစ်ခါပြန်ပြီးတော့ခေါက်ချပေးလိုက်ပေါ့နော်ခေါက်ချပေးလိုက်လို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ကဒီကနေနှစ်ပြန်ဟုတ်ပြီတစ်ပြန်နှစ်ပြန်သုံးပြန်ပေါ့နော်အဲ့လိုမျိုး တုံ့ပြန်ရရှိရကျွန်တော်တို့ဒီနေရာလေးကိုဖျက်မှန်းပြီးရင်ကျွန်တော်တို့ကဒီကလေးကွေးရောဒီအာကျွန်တော်မိခံပိုက်လေးရောကျွန်တော်တို့နည်းနည်းလေးဒီကွင်းလေးထဲကိုပေါ့နော်အစောနာပြောတယ်လို့ပဲဝင်အောင်ကျွန်တော်တို့ကကြိုးစားပြီးတော့ထည့်မယ်ပေါ့နော်ဟာဒီဟာကြတော့ကျွန်တော်တို့ဒီအနှဲငယ်လေးပေါ့နော်ဒီဝါယာမခောက်ကျူးအောင်ပေါ့နော်အဲ့လိုမျိုး ဟိုဒါကျွန်တော်တို့နည်းနည်းလေးမိခံပိုင်းလေးပါဝင်အောင်ပြုစားပြီးတော့ထည့်နေပါပြီပေါ့နော်อืมยาสีตั้วပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုတအားကြီးမညှိဘူးပေါ့เนาะကျွန်တော်တို့ပွားပွားလေးညှိမယ်ပြီးမှဒီအထိပ်ပြားလေးမှာကျွန်တော်တို့ကအာဝါယာကျိုးနဲ့ဒီဘော်ကွင်းလေးကိုပေါ့เนาะဒီအလူမီနီယံကွင်းလေးကိုကျွန်တော်တို့ကဟိုဟာခဲစွန်မယ်ပေါ့เนาะပြီးွားရင်ဒီကတပင်းကော်နဆာကိုတွားမယ်ဒီကအားကြတော့အပြင်မှာကျွန်တော်တို့က သူ့ကိုအဲ220ကျိုးပုံတံလေးရအောင်ကျွန်တော်တို့ကသူ့ကိုကွန်ဒရှင်မိအောင်ပေါက်ပေးရမှာပေါ့နော်โอเคကျွန်တော်ဒီမှာကြီးတစ်ခါတည်းချင်းမယ်ပေါ့နော် ဒီကကြတော့အနောက်မှာကြတော့ကျွန်တော်တို့ဒီ running connector ရဲ့ပေါ့နော် start connector ရဲ့ကိုအဲ running connector မှာကျူးစားနှစ်ပင် start connector မှာကျူးစားနှစ်ပင်ဆိုတော့ကျွန်တော်တို့ကဒီဟာကိုအာ start connector ကတပင်ရယ် running ကတပင်ရယ်ကိုကျွန်တော်တို့ကဝင်ပြအောင်လေးပင်ရှိတဲ့အနေအထားမှာအလုပ်ပေါ့နော်ဟိုဘက်ကနဆဒီဘက်ကနဆကိုကျွန်တော်ကတုပ်စာလေးကြံအောင်ရှင်းပြရမှာဖြစ်ပါတယ်နော်တုပ်စာလေးကြံပြီးဆိုမှကျွန်တော်တို့ကဒီဟာကို အဲစတကောနဆာရဲ့ကြံနေတဲ့တဖက်ကျိုးကိုကျွန်တော်ကဒီကာဗနာမှာလာပြီးတော့အဲစတကောနဆာကိုဖြတ်ပေးရအောင်ကျွန်တော်တို့ကဖြတ်ပေးရပါမယ်အဲမော်တာလေးလဲပြီးသွားပြီဆိုတော့လည်းစတကောနဆာကသူကလုံးလုံးတဲ့နေရာမှာပါဝင်ပန်းသိမှုမရှိတော့ဘူးပေါ့ခင်ဗျာနော်ဟာကလေးကွေးလေးတကူကပဲရောက်သွားပြန်ပြီတော့လို့ဟောဒီပါဒီမှာလည်းပဲကျွန်တော်တို့ကမိခံပိုက်ရယ်ဝါယာကျိုးရယ်ကိုကျွန်တော်ကဝင်အောင်နည်းနည်းလေးထက်မယ် အဲပြီးရင်ကျွန်တော်ဒီကောင်လေးကိုတတလေးပဲညံ့မယ်ပေါ့နော်အဲပြီးွားရင်ကျွန်တော်တို့ကဒီမှာဒီနေရာလေးကိုခဲဆော့မယ်အထိပ်ဖြားလေးကိုပေါ့နော်ခလေးကွေးလေးနဲ့နေရာလေးမှာโอเคအဲဆိုရင်ကျွန်တော်ဒီမှာခဲကားကိုယူမယ် ဒီနေရာလေးကိုကျွန်တော်တို့ cancel မယ်ပေါ့နော်ဒါအထိပ်ဖြားလေးကိုပေါ့နော်ကျွန်တော်တို့ wire joe နဲ့ဒီကလေးကွဲလေးနဲ့ပေါ့ okay โอเคဒါရပ်သွားပြီပေါ့เนาะ တော့ပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုအာခဲစော်လိုက်တဲ့ဒီအစီလေးကိုကျွန်တော်တို့ကနည်းနည်းလေးတုံးမယ်ပေါ့နော်ဒီမှာကျတော့ဒါ point နဲ့ထိတွေ့ဖို့တော့မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကနည်းနည်းလေးအစီလေးလုပ်မယ် Okay ဒီ why ကျွန်တော်တို့စောင်းနာပြောသလိုပဲဒီဒါစတကျိုးပေါ့နော်ကျွန်တော်တို့ဒီခါလေးကနေဖြတ်တာကိုကျွန်တော်တို့ဒီမှာဒီမှာတပင်ဝင်မယ်ဟုတ်ပြီနော်ဒီမှာတပင်ဝင်မယ် နော်ဒီမှာကြတော့ကျွန်တော်တို့ဒီကဝင်တဲ့အနေထားမှာကျွန်တော်တို့ကဒီအာကွန်ဆာကျိုးလေးပါတဘာဒီဝင်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်အချိန်လေးဆိုးလိုက်ပါဦးမယ်ဒါကဒါစတာကွန်ဆာပေါ့နော်အဲ running ကွန်ဆာလေးတလုံးကြောင်းမယ်အဲဒီမှာ running ကွန်ဆာလေးမှာကျွန်တော်တို့ကဒီဒီကောင်ကိုကျွန်တော်တို့ဒါတကယ်တမ်းကျတော့ဒါကြီးချက်ထားစရာမလိုဘူးပေါ့နော် ဟုတ်ဘလို့ဖြုတ်โอเคကြာကျွတ်စစ်တဲ့ဟာလေးတစ်ခုရမယ်ပေါ့နော်အဲဒီကောင်က running corner ဆိုတော့ကျွန်တော်ကဒီတဲ့မှာထားမယ်ဒီကောင်ကဒီမှာတပည့်ဆိုတော့သူကကျွတ်ရတော့မိနေပြီပေါ့ဒါကျွန်တော်တို့ဒီ click ကလေးနှစ်ခုတွဲယူအောင်မယ်ပေါ့နော်โอเคဒါဆိုရင်ဒါကျွန်တော်ကဒီ microphone လေးနဲတဲ့ဟာပေါ့ဒါ50မှာဆိုရင်ကျွန်တော်ကဒါ running corner ဆိုလို့သတ်မှတ်ပါတယ်မိုက်ခရိုဖိုင်လေးကျွန်တော်တို့၄ရာကျော်ဘာညာတွေကကြာတော့အာ တို့ကကြတော့အိုက်ကန်တွေကကြတော့ကျွန်တော်တို့ဒီ star connector ဖြစ်ပါတယ်ခင်ဗျာနော်ဒီနေရာမှာကျွန်တော်တို့ကျိုးဝင်တဲ့အနေထားလေးကိုအနေငယ်ကြည့်မယ်ပြီးလို့ရှိရင်ကျိုးဝင်တဲ့ခါမှာကျွန်တော်တို့ကဒီမှာရှိတဲ့မူလီငုတ်နဲ့ဒီတန်နေနဲ့လာမထိဖို့လိုတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တိတ်ကလေးနည်းနည်းလောက်တော့ပန့်မယ်ပေါ့နော်။ Okay အာဗီဒီယိုဖိုင်နည်းနည်းလေးတော့ကြာသွားမယ်ပေါ့နော်။ဒါကကျွန်တော် single page ပေါ့နော်။ကျွန်တော်တို့ဒီ920အဲ၄ခန်းပေါ့နော်။ ဒီမှာဒီမှာတောက် KDB လို့တော့ရေးထားပါတယ်ခင်ဗျာနော်၄កောင်လောက်တော့ရှိမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာ start coin start coin တပင်းကွန်နဆာတပင်းဒီကကျွန်တော်တို့အာ start အဲကွန်နဆာလေး running ကွန်နဆာလေးကိုကျွန်တော်တို့ဒီမှာအမြဲတမ်းပါဝင်ထားတာဖြစ်ပါတယ်เนาะဒါဆိုရင်အခုဒါဆိုရင်ကျွန်တော်တို့ကဒီမှာသူ့ကိုတလို့ join လိုက်တဲ့ပုံစံလေးပုံတော့ဒီခါလက်ဖြတ်ထားတဲ့နေရာမှာကျွန်တော်တို့က start အဲ running connector ကိုကျွန်တော်တို့ကလောက်အောင်ထက်ပေးရမယ်ပေါ့နော်ဒါဆိုရင် तू ကစာရုပ်တဲ့အချိန်မှာရောမော်တာမောင်းနေနေတဲ့အချိန်မှာရောအာအလုပ်လုပ်နေတဲ့နေ့သူ့ကိုကျွန်တော်တို့က running connector လို့ခေါ်ကြပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီမှာကျိုးကိုကျွန်တော်တို့ဒီလိုလေးထည့်လိုက်မယ်နော်ဒီလိုလေးထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုထည့်လို့ရဒါလေးထည့်တဲ့နေရာမှာ तू ကဒီမှာကျိုးဝင်တဲ့နေရာလေးတွေအာဟာရပြီးရယ်ပေါ့နော်အဲ့ဒါလေးတွေနဲ့ကျွန်တော်တို့က ရအောင်ကျွန်တော်တို့အနုထားကြအောင်ကျွန်တော်တို့ထည့်မယ်အဲဒီမှာလည်းပဲကျွန်တော်တို့ကျူးအပေါက်တန်းအောင်ကြည့်မယ်ပေါ့နော်ပြီးရင်သူ့ရဲ့မူလီသူ့ရဲ့မူလီပါညာအာစုံအောင်ကျွန်တော်တို့ပြန်ပြီးတော့ထည့်ပေးမယ်ပေါ့နော်အဲဒီမူလီလေးကတော့အများကြီးပဲဘယ်မူလီကဘယ်နာထည့်တယ်ဆိုတာလည်းသိပြီးတော့လည်းအုံနောက်ခဲမှာမမပြီးတော့ဘူးပေါ့ခင်ဗျာနော်အဲ့တော့ဤတဲ့ဟာလေးကိုကျွန်တော်တို့ကောက်ထည့်မယ်ပေါ့နော်ဇင်မလေးဒီလိုပဲပြောရမှာပေါ့နော် အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာနံပါတ်ခဏမှုကြီး sorry ပါနော်ကျွန်တော်တို့ဒီကင်မရာရှိကအကွဲပိတ်လေးတွေမိကွေးမစင်းတော်လေးလေးတီးခန့်ခွင့်လို့ပြဖို့ထပ်မပြီးတောင်းမှန်ပါတယ်လို့ကျွန်တော်တို့ဒီမှာဒီကောင်ကိုထည့်လိုက်မယ်ဒီပုတ်တိုင်းဆိုရင်ကျွန်တော်တို့ကဒီ corner စာကျိုးလေးကိုလည်းကျွန်တော်တို့ကအပေါ်ကိုဘာတော့ဟာပဇာတဲ့ချင်းဝင်ပြောပါများတော့ပဇာကျဲတော့ချင်းမဝင်ကုန်အဲ့ဒီမှာကျွန်တော်တို့ဂျူလီကို ထည့်လိုက်မယ်ပေါ့နော်အမူကြီးလေးထည့်လိုက်ပြီဒါဆိုရင်ကျိုးရလဲပဲကျွန်တော်တို့ဒီပန်ကာပါညာလဲတဲ့အချိန်မှာမခိုက်မိအောင်ဒီမှာဆက်ဆေးရပါမယ်ရပြီအဆင်ပြေပြီဆိုရင်ကျွန်တော်ဒီဘက်ကမူကြီးကိုလည်းကျွန်တော်မထက်ခင်လေးမှာပေါ့နော်ဒီဂျားတွေကိုကျွန်တော်တို့ကဒီမှာသူကစာပြားလေးအနေနဲ့ကျွန်တော်တို့ဒီအာကျိုးလေးတွေထိုးထည့်တဲ့နေရာလေးဒီလောက်ထားပေးရပေါ့နော်ဒီမှာလည်းပဲဒီတပည့်ကိုလည်းကျွန်တော်တို့ကဟိုဘက်ကိုရအောင်ပို့မယ်အဲဒီထဲကနေကျိုးထိုးထဲမယ်ပေါ့နော် အဲဒါတော့သူရလမ်းချောင်းဘောခင်ဗျာနော်အာဟင်ရောက်ရေလက်တွေလက်တုတ်တုတ်ကြီးကြီးနေပေါ့နော်အိုကေကျွန်တော်ဒီမှာထည့်မယ်အိုကေထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီ click ွဲလေးတစ်ခုထပ်ထည့်မယ်ပေါ့နော်ဒီမှာကျွန်တော်ကျိုးအစီတူလေးတော့အနေငယ်အခက်ခဲဖြစ်သွားနိုင်ပါတယ်မဖြစ်ပါဘူးခင်ဗျာနော်အာပြောနေတော့ဖြစ်သွားမယ်ပြောလိုက်မယ်ဖြစ်ဘူးပြောလိုက် အဲ့တော့ကျွန်တော်ဒီမှာ click queen လေးကိုထပ်ထည့်မယ်ဒီနေရာမှာကြတော့အာအာကျွန်တော်ကျိုးတပိတ်မိသွားပြီဟာဟဲ့အောင်စတာ9ဆာလေးကျွန်တော်တို့ထပ်ပေးရအောင်မှာဖြစ်ပါတယ်အဲ့ဒါပဲအဲ့ဒါပဲအုံနောက်လေးရောအဲ့ဒါဆိုရင်ကျွန်တော်ဒီဖုန်းလေးကိုပြန်ဖြုတ်ပေါ်ခမြန်နော်ဒီမှာကျွန်တော်တို့ဒီ9ဆာတို့အသိလဲတဲ့နေရာမှာတို့ကဒီတိုင်းလေးကျိုးလေးဆေးပြီးတော့ယူလာတယ်ပေါ့ကျွန်တော်ဒုက္ခပဲ click queen တော့ယူရအောင် อืมบลูดิเลยรู้กรดทุกข์โอเคอืมตะแกงซื้อไอ้สักกระเดะก็กลิ้งกล้วยนักคู่แท้ไล่เยกล้วยอ่ะปั่นนี่ไปบ่เนาะโอเคป่ะเราจะดูพวกนี้เปลี่ยนผุ่มเลยဒီမှာကျွန်တော်စတာကော်နာဆာလေးတခုထည့်ရအောင်မယ်ပေါ့နော်။အောက်နောက်လည်းမကောင်းတော့ပါဘူးခင်ဗျာ။အင်း င်ဒီကိုကျွန်တော်တို့ star corner ဆာလေးတပင်ဝင်ရမယ်ဒါမှလည်းပဲ तू က star ရုပ်ပြီးသွားတာ ਨੇ အဲ့ဒီမှာပေါ့နော်ဖြတ်မယ်ညာပေါ့ဗျာစိတ်ကြီးတယ် အဲဒီကလေးခဏဖြစ်မှာပေါ့နော်မားတဲ့ခါလည်းအမြဲပေါ့ဗျာနော် Okay ဒါဆိုကျွန်တော်ဒါလေးခဏဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာမူကြီး shop ပြီးလို့ရှိရင် star corner စာလေးတခုထည့်မယ်ပေါ့နော်အခုကျွန်တော်ပြောတယ်နော်ကျွန်တော်တို့ဒီမှာအာဒါ running corner စာရဲ့တစပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့က star က nasa online က nasa ဆိုလေးစားစီအောင်ကျွန်တော်ကသုံးစားကြအောင်ရှင်းမယ်ပေါ့နော်ပြီးရင်ဒီကောက်ကို ဒီစတာနဲ့ run နဲ့ပူးထားတဲ့ဟာမှာစတာ coin လေးတပေဝယ်ပေါ့လေဗျာဒီမှာ carbon မှာကြတော့ကျွန်တော်ဒီစတာနဲ့ဒီ running condenser နဲ့ပေါင်းပြီးတော့ထားပေးရမယ်အဲ့ဒီကျွန်တော်တို့ဒီ condenser စတာ condenser ကိုကြတော့ carbon ရဲ့တစ်ဖက်မှာခလုတ်ရဲ့ပေါ့နော်ဒီစတာ condenser ကို ဖြတ်ဖို့အတွက်ကိုကျွန်တော်တို့ကသူ့ကို တပင်ဝင်ပေးရမယ်ဒီမှာကျွန်တော်တို့ဒီ start condenser ကိုဖြတ်ဖို့အတွက်ကျွန်တော် click ပဲမထက်တော့ဘူးအပြင်းကြီးသွားပါပြီနော် မှတ်တိုက်ပါအဲ့တော့ကျွန်တော်ဒီမှာထပ်လိုက်မယ်ပြီးရင်ဒီစူးစားကိုကျွန်တော်ကတန်ပေါ်ဒီတွေနဲ့မထီအောင်ကျွန်တော်နည်းနည်းလေးခောက်ထားပြလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီမှာဒီလိုလေးထားပြီးရင်နည်းနည်းလေးခွဲထုတ်ရမယ်ပေါ့နော်ဒီမှာအဖုံးနဲ့ထည့်လို့ရှိရင်အဆင်ပြေအောင်ကျွန်တော်ကအဲ့လိုမျိုးထားပြရမှာပဲဒီကကျွန်တော်တို့အစောနာကအဖုံးကိုပြန်ပြီးတော့ဖုံးမယ်ပေါ့ဗျာအဲ့လိုပါပဲဒီကကျိုးတပည့်ကိုလည်းကျွန်တော်အပေါ်ကိုတင်ပေးမယ် ဒီကျွန်တော်ဒီမှာမူလီထည့်မယ်ဒါကျွန်တော်တို့ကာဗနာရဲ့တစ်ဖက်မှာပြန်ပြောမယ်ပေါ့ဗျာကာဗနာမှာကျွန်တော်တို့ကခလုတ်မှာပေါ့နော်ခလုတ်တိုင်းမှာကျတော့ဒီအပြတ်တောင်တပွဲပဲဆိုရင်ကျွန်တော်တို့အဝင်တပင်အထွက်တပင်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကြိုက်တဲ့ပချမ်းမှာပဲကျွန်တော်တို့ကအဲစတော့ကော်နာဆာအဲ running ကော်နာဆာရဲ့ဒီစတော့ကျိုးတပင်ရဲ့ဟူပုတ်သေးပေါင်းထားပေးရမယ်ပြည်မနော် အကျန်တဲ့ကွန်နက်ဆာတပင်ကိုကြတော့အေးဒီမှာစတာကွန်နက်ဆာနဲ့ကျွန်တော်တို့ကအခုဆိုရင်ဒါစတာကွန်နက်ဆာနဲ့ကျွန်တော်တို့လာပြီးတော့ပေါင်းတော့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပေါင်းပါပြီနော်အဲ့လိုပေါင်းပြီးလို့ရှိရင်ဒီစတာကွန်လေးတပင်ဒီမှာဆိုရင်အမတ်ပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒါဒါကဘုရင်ပေါ့၃ပင်မှာကျွန်တော်တို့၄ပင်ပဲအဲ၄ပင်မှာကျွန်တော်တို့၃ပင်ပဲကြံအောင်လှုပ်လိုက်တယ်ပေါ့နော် အဲဒီစတတပင် running corner စတပင်ကိုပုံတည်ပေါင်းလိုက်ပြီးလို့ရှိရင်တို့ကဒီမှာ star coin နဲ့လာပြီးတော့သူ့ကိုပေါင်းပေးရတော့မှာဖြစ်ပါရဲ့အဲ့လိုလေးပေါ့နော်ဒါလေးတွေဟိုဟိထားလို့ရှိရင်တော့ကျွန်တော်တို့စိတ်ကြီးတယ်ဗျာဒီထားလို့ရှိရင်တော့ကျွန်တော်တို့ကကောင်းကောင်းကြီးမော်တာအချောင်းကိုနားလည်သွားမှာဖြစ်ပါတယ်เนาะဒါကကြတော့ corner sa joiny လေးတွေ မော်တော်ကိုပြန်ဆင်းတဲ့အခါမှာကျွန်တော်တို့ကပတ်ကွိုင်းကိုပတ်တန်းယုံနဲ့ ebay လားဆိုတော့မပြီးသေးဘူးကျွန်တော်တို့ကဒီမော်တော်ကိုပြန်ဆင်းတဲ့အခါမှာဘယ်ကျိုးကဘယ်ကျိုးညာကျိုးကညာကျိုးဆိုတာအားဟုတ်ပါဘူးဘာကျိုးကဘာကျိုးဆိုတာကိုကျွန်တော်ကတိဖို့လိုတယ်ပေါ့နော်အဲ့လိုအဲ့လိုပြောဖို့ခင်ဗျာနော်ကျွန်တော်တို့ဒီမှာကလည်းမထဲတော့ဘူးကျွန်တော်ပြီးပြီပြီးရင်ကျွန်တော်ဒီကတခုကိုလည်းကျွန်တော်တို့ဒီမှာပေါင်းထဲမယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ကတုတ်ခုပေါင်းရအောင်မယ်ပေါ့နော် ီဟိုပေါင်းတဲ့နေရာမှာကျွန်တော်ဒီ start quietening အဲဤထားရမှာပေါ့နော်ရေးမှန်ရယ်ရေးမှန်ချက်ပေါ့ start quiet တပင် running condenser တပင် start condenser တပင်ဒီဘက်မှာဆိုရင် start condenser carbon မှာတပင်ဒီဘက်မှာကျတော့ကျွန်တော်တို့ running condenser ရယ် start quiet ရယ်တပင်အဲဒါပြီးသွားပြီဒါကျွန်တော်တို့ motor ကိုအစပိုင်းမှာရုပ်လို့ရှိရင်ကျွန်တော်တို့ကဒီအာဟိုဟာကို ဒီကောင်အရင်ဆုံးထိနေတယ်ပေါ့နော်ပြီးရင်မော်တော်လဲတာနဲ့သူကအနောက်ပြန်လာတာနဲ့ဒီစတရဲ့ကျိုးလေးတပင်မလုတော့ဘူးပြီးွားရင်ဒီ running connoisseur ရဲ့ကျိုးတပင်ကအမြဲတမ်းပါဝင်နေမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့အဲ့လောက်ထိတော့အာနည်းနည်းလေးနားလည်သွားပြီနော်ကြံတဲ့ဟာလေးမသိရင်တော့ကျွန်တော်တို့ဒီ video file လေးတွေမှာပြန်ပြီးတော့ဝင်ရောက်လေ့လာလို့ရပါတယ်ဒီကာဗနာကိုကျွန်တော်တို့ထည့်တဲ့အခါမှာတော်တော်လေးအရေးကြီးတယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကမရွေ့လျားရောက်အောင် ျွန်တော်တို့စီစဉ်ပေးရမှာဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ကဒီမာတူအစ်စ်လေးတစ်စက်အဝင်ရိုးလေးမှာကျွန်တော်တို့လှုပ်ထားတယ်ပေါ့ဒါကိုကျွန်တော်တို့ကဒီကောက်အစ်စ်တိုးနောက်ဆုံးမဖြစ်အောင်ပေါ့နော်ဒီကောက်လေးအစ်စ်တိုးနောက်ဆုံးဖြစ်လို့ရှိရင်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီကခလုတ်ကိုမထိပေးဘူးမထိပေးလို့ရှိရင်စတပိုင်မှာပါဝင်နေတဲ့မော်တာအစပိုင်းမှာရုပ်ပြီးတော့လဲလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့က ဒီကောင်ကိုထည့်တဲ့ခါမှာကျွန်တော်တို့စနစ်ကြဖို့လိုပါတယ်။ဒီကကျွန်တော်တို့နည်းနည်းနှိပ်ကြည့်ပေါ့နော်။နှိပ်ကြည့်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီအခုဒီမှာကျတော့ဒီမူလီကတစ်ဖက်ကကျိုးပြီပေါ့နော်။ဒီမူလီဖြုတ်တန်းရခဲသွားပြီ။ဒါကြောင့်မို့လို့တို့ကဒီမှာကိုမူလီအစေးကြီးနဲ့တို့လှုပ်ထားတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒါလေးကိုကြက်မယ်။အင်းဒါဆိုရင်ကျွန်တော်တို့ ဒီဟာလေးကိုဆက်ခွန်တီးဟိုမှာတော့တောနေလားပြန်တီးအဲ okay အဲ့လိုမျိုးလေးကြည့်ရပါတယ်နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုတဖြည်းဖြည်းလက်ရပါတယ်နော်ကာဗနာရဲ့လှုပ်ရှားတဲ့အနေထားမှာကျွန်တော်ဗေနီယာမှာကာဗနာလော့နိုင်တဲ့အခြေအနေစီးလဲပေါ့နော်တနေရာမှာပေါ့နော်ကျွန်တော်တို့မော်တာကိုလဲလိုက်ပြီးတော့ရန်နာတဲ့အခါမှာဒီကာဗနာကမထိတွေ့ပေးဘူးဆိုရင်လည်းပဲအဲ့နေရာမှာကျွန်တော်တို့ကမော်တာကိုလင့်နဲ့လဲပြီးမှလဲတာတို့ဘာတို့ဖြစ်တတ်တယ်ပေါ့နော် โอเคဒါဆိုရင်ထိနေတယ်ပေါ့เนาะကျွန်တော်ဒါလေးခွာကြည့်မယ်အဲလော့သွားပြီပေါ့เนาะပြတ်တက်မယ်အတန်မြည်တယ်ပေါ့เนาะလော့သွားပြီအဲဒီမီတာကိုကြည့်မယ်ဆိုလဲဒီမှာကျွန်တော်တို့ကသူ့ရဲ့လူအပ်တဲ့ဘာညာခဏရဲ့ရွေလျားမှုလေးတွေတော့ရှိမယ်ပေါ့เนาะအဲဒီမှာဆိုရင်0.7ဆိုပြီးတော့ပြေးနေတယ်ပေါ့เนาะအဲဒါကျွန်တော်ဒါကိုကာဗနာကိုခွာမယ် ဒါဆိုရင်ကျွန်တော် OA ဘာမှမထိတွေ့တဲ့အနေထား Okay နော်ဒါဆိုရင်ပုံမှန်အနေထားမဟုတ်သေးပါခင်ဗျာကျွန်တော်တို့ဒါကိုတဖြည်းဖြည်းနဲ့လက်လက်ကြည့်ရအောင်ပဲပေါ့နော်ဒီမှာလည်းလက်ရလည်းနှစ်ဖက်ပဲရှိတော့ဒီမှာဝင်ရို့ကျွန်တော်ဖြည်းဖြည်းလေးလှက်ပေးရမယ်ပေါ့နော်ညောကျွန်တော်ရအောင်ကြိုးစားပေးမယ်ဒါလို့ကျွန်တော်ဖြည်းဖြည်းချင်း လက်ကြည့်ပေါ့နော်သူမထီးတဲ့တနေရာများစီလာပေါ့ဒါအားလုံးထီးနေတယ်ပေါ့နော်တို့တပတ်လုံးပြအောင်လက်ကြည့်မယ်ဒါထီးနေတယ်ပေါ့နော်တကယ်လို့တနေရာမှာမထီးဘူးဆိုရင်ဒါမော်တာလဲလိုက်တယ်ဒီရန်နာတဲ့နေရာမထီးတဲ့နေရာမှာ तू ကလည်းရန်နာလိုက်လို့ရှိရင်ကျော်လို့ဒါမော်တာကိုဖိနေတဲ့ခါမှာ start coin ပြုတ်နေတဲ့အတွက်ဒီမှာဆိုလည်းဒါမော်တာယုံမလဲပဲနဲ့ဒီ start coin လောက်တက်တယ်လို့ကနေ့ကနေလောက်တက်တယ်လို့ဖြစ်တတ်ပါတယ်เนาะအခုဒါဆိုရင်ကျွန်တော်ကဒီမှာနှစ်ပင်ကိုပေါင်းပြီးလို့ရှိရင်ကျွန်တော်တို့ မော်တော်ကိုကောင်းမကောင်းစမ်းလို့ရပြီပေါ့နော်ဒီမှာစတာကျူးတပင်ဒီနေရာမှာကျွန်တော်တို့ကအာအများအဖြစ်ကကြတော့ကျွန်တော်ကပေါ့နော်ဒီ running ရဲ့အစကွိုင်းအဆုံးကွိုင်းကိုကျွန်တော်တို့မမတ်ထားပါဘူးတကယ်လို့ဆိုရင်မတ်သားထားရပါမယ်ကိုယ်ဒီပန့်လိုက်တဲ့အခါမှာဒီလိုလေးပန့်ရင်အဆုံးနဲ့အဆုံးပေါင်းရင်ဘယ်ဟူလဲလားအဆုံးနဲ့အစပေါင်းရင်ညောင်ဟူလဲလားအဲ့ဒါလေးတွေတိချဖို့လဲလိုအပ်တယ်ပေါ့နော်ဒါလိုအပ်တယ်ဒီမှာကျတော့ကျွန်တော်တို့မမတ်သားထားဘူးပေါ့နော်အကက်တာဆိုရင်ကျွန်တော်တို့ အာဒီမှာတော့စိုင်းလို့ရချင်မှရမယ်ကျွန်တော်တို့ရဲ့ဒီ main book ကလာတဲ့ဒီရှင်းထားတဲ့ main ရဲ့ဒီ breaker လေးမှာကျတော့တစင် ampere ပဲပေါ်တော့ဒီကားကစရုပ်တာနဲ့သူကအာစင် ampere ကြော်နေလို့စီဥမာ main breaker မှာပြုတ်ကြမယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့စမ်းကြည့်မယ်ကဲစမ်းမယ်ပေါ့နော်ဆိုတော့မလိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့နိုင်ငံနေနေဆင်းလိုက်မယ်တော့ motor ထပ်လိုက်ရင် ဝင်ယူထဲကိုလက်ပါသွားပြီးတော့ကိုယ့်ရဲ့မျက်နှာကိုထိုင်ရိုက်တတ်ပါတယ်နော်ဒီဘက်မှာဘုံကနေဆိုလဲတဲ့နေရာမှာပတ်ဝင်သွားပြီးလို့ရှိရေပေါ့နော်အပေါ်မြောက်တက်ပြီးအောက်ကိုပြန်ကြခေါင်းပေါ်ကြရတော့ခေါင်းပူတင်မယ်ပေါ့နော်ဘာညာကိုအဲ့လိုပဲဒါလေးဒါကျွန်တော်တို့စမ်းတော့မယ်ပေါ့နော်ဒါဆိုရင်မိဂရီကိုကျွန်တော်တို့ပိတ်မယ်ဒါကိုထိုးထည့်မယ်ဒါကလည်းပိတ်မယ်မိတ်ကြရင်ကြားသွားနိုင်မယ်အဲ့တော့ပြောလို့မရဘူးပေါ့နော်ကဲဖွဲပါမယ် ိုက်ကကိုကျွန်တော်ကချဲရမယ်ဒီမှာ Okay ဒါဆိုရင်ကျွန်တော်ကဒီမှာစမ်းလို့မရဘူးအဲကျွန်တော်ဖလက်ခွေဆွဲလာမယ်ဘာဖြစ်လဲဆိုတော့စာရုံးတဲ့ချိန်မှာကျွန်တော်တို့ကအင်ပီယာများနေတယ်ပေါ့နော်ဟိုမှာ30ပဲဆိုတော့ဒီက30ကျော်ဆိုတော့ဟိုကတမ်းပြီးပြုတ်ကျတာဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်ဒီမှာထိုးစမ်းမယ်ပေါ့နော်ရမရတော့မသိပါဘူးခင်ဗျာဒီမှာကျွန်တော်ဒီမှာစာရုံးတဲ့ချိန်မှာကျွန်တော်တို့ကအင်ပီယာများနေတယ်ပေါ့နော်ဟိုမှာ30ပဲဆိုတော့ဒီက30ကျော်ဆိုတော့ဟိုကတမ်းပြီးပြုတ်ကျတာဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်ဒီမှာထိုးစမ်းမယ်ပေါ့နော်ရမရတော့မသိပါဘူးခင်ဗျာ လဲလဲပါတယ်ရုပ်အားလည်းတော်တော်လေးကောင်းတယ်ပေါ့နော်အဲပြန်ဆောင်မယ်ကျွန်တော်ပြန်ထိုးမယ်ဒါဒီလိုလေးအတံမီတာကျတော့ကျွန်တော်တို့ကျွန်တော်ကဒီမှာတံပြားပေါ်မှာတင်ထားတာရယ်အောက်ကကျွန်တော်တို့ဒီအတံမြေအောင်မကပ်ပေးတာဒါကျွန်တော်တို့အင်ပီယာကိုလည်းကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့နော်နောက်ပိုင်းမှာခဏလေးအဲဒီဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုအတံမမီချင်းရင်ကျွန်တော်ကဒီအောက်ကို အဝတ်ကိုအမှန်ကန်လေးခံရပါတယ်ဒါနည်းနည်းလေးပေါ့နော်ကျွန်တော်တို့ဒီကအဝင်ရိုးကလေးတယ်လေနော်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဆားတမကျွန်တော်တန်ပြားလေးတန်ပြားလေးတပြားခံထားလို့ဖြစ်ပါတယ်နော်ပြန်ဆန်းကြည့်မယ်နော်1 2 3အတန်ကခုနနဲ့ထည့်တော့နည်းနည်းလေးကွာခြားသွားတယ်ဒါကိုကျွန်တော်တို့အင်ပီယာပြန်တိုင်းမယ်ဟုတ်ပြီနော်အင်ပီယာလေးကျွန်တော်တို့တိုင်းကြည့်မယ်ပေါ့အင်ပီယာများနေတော့ကျွန်တော်ကျွိုင်းတော့မားနေတော့ပေါ့ဗျာ ခုဒါဆိုရင်ကျွန်တော်တို့မော်တာကိုထိုးမယ်ဒီမှာ MPR ချိန်မယ်ထိုးမယ် MPR ခနစ်လောက်ဖြစ်ပါတယ်เนาะဒီမှာသူကအများဆုံးတင်းလို့ရတာကတော့စက်ခေါ်တက်သမ6ဖြစ်ပါတယ်เนาะဒီကောင်ရဲ့အနေထားနဲ့လေးကောင်ရဲ့အားကြတော့ဥမာအဖြစ်ကျွန်တော်တို့ကဒီနိုင်ပလိတ်မှာအာဒီမှာဆိုရင်ကျွန်တော်တို့စက်ခနစ်ဒါသမ6 MPR ပြထားတယ်ဆိုတော့ကျွန်တော်9လောက်စားတယ်ဆိုတော့ဒါနိုင်နေတယ်ပေါ့နော်အဲရပါတယ်ဒါ quick တီပဲတကယ်ဆိုရင်ကျွန်တော်30 MPR ဖူးလို့မှာကျွန်တော်တို့က name plate မှာဖူးလို့မှာ10 ampere ပြထားလို့ရကျွန်တော်က free စမ်းလို့ရှိရင် तू က5 ampere 4.5 5 ampere ဒါမှမဟုတ်6.5အဲ့လိုမျိုးတဝိတ်လောက်တော့ free စမ်းတဲ့ချိန်မှာတဝိတ်လောက်တော့ရှိရမှာပေါ့နော်အဲ့လိုမျိုးဒါဒီမှာကျတော့ okay ဒါတော့ motor စမ်းနေပြီးသွားပြီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်